ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရေတာရှည်မြို့နယ်စစ်တောင်းရဲ့အရှိတ်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူအယောက်90ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့ခြေရွာ၃ရွာကိုဇက်တိုက်မိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလပိုင်းကစတင်ပြီးတော့ရေတာရှည်မြို့နယ်စစ်တောင်းရဲ့အရှိတ်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့လမ်းပြလှုပ်ဆောင်ကခြေရွာများကိုစစ်ကြောင်းထိုးမိရှုနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာခြေရွာနေပြည်သူအယောက်90ကျော်ကို လူသားရဲအဖြစ်ဖန်ဆီးထားကလက်ရှိအချိန်ထိပြည်သူများကိုပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်အချက်မဆက်တဲ့ကလည်းကျေးရွာများကိုဇက်တိုက်မိရှုဖျက်ဆီးနေတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာအချက်မဆက်ခွေးစစ်ကြောင်းဟာပိန်းနေပင်ရွာ၊ရွှေတောင်ရွာတဲ့ရွာနဲ့ကဲလေးစိတ်ရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးနေတယ်လို့ပြောပါတယ်။အခုလုံမိရှုဖျက်ဆီးခံရတဲ့ကျေးရွာများကပြည်သူများအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိတ်ဆောင်နေရတယ်လို့သိရပါတယ်။ စစ်ခွေးတွေမိရှို့တာရေရွာ၃လကိုမိရှို့ဖျက်ဆီးသွားပါတယ်ဆယ်ရွာလောက်ကပြည်သူတွေလည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ရေသာရှိစစ်တောင်းမြစ်အရှိတ်ကန်းကိုစစ်ခွေးတွေကအင်အားအလုံးရင်းနဲ့ဖိပြီးတော့စစ်ကြောင်းထိုးနေတာရွာသားတွေကိုလည်းဖမ်းဆီးပြီးလူသားတိုင်းလှုပ်ထားတယ်ရွာသားတွေကိုလည်းလမ်းပြလှုပ်ခိုင်းပြီးစစ်ကြောင်းထိုးနေတာဖမ်းဆီးခံရတဲ့ပြည်သူကအယောက်90ကျော်လောက်ရှိတယ်လို့ဒေသနေပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်ဒါအပြင် အော်တိုဘားလာ23ရက်နေ့နဲ့22ရက်နေ့တွေမှာလဲအကြပါစစ်ခွေးတာကရေတာရှင်မြို့နယ်စစ်တောင်းမြေအရှိပါမှာရှိတဲ့ခြေရွာများကိုစက်တပ်လေထီးနဲ့နှစ်ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်စာတင်ကြောင်းဖုန်ကြီးကြောင်းနဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ